ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကိုပြန်လည်သိမ်းပိုင်နိုင်ဖို့ထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်ကနောင်ချိုမြို့နယ်၁၈မိုင်ခန့်အကွာမှာရှိပြီးစစ်ရေးရရေးပါတဲ့တရက်ချိုကြီးရွာက TNLA တပ်စခန်းကိုမေလ၂၀ရက်နေ့မှာသိမ်းယူခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်တောင်ခမ်းတိုင်းနယ်အတွင်းက TNLA တပ်စခန်းတွေကို2025ဖေဖော်ဝါရီလကုန်ပိုင်းမှာစစ်ကောင်စီကပြန်လည်သိမ်းပိုက်ခဲ့ပြီးစစ်ရေးရအရေးပါတဲ့တရက်ချိုအင်ဖိုရာပြင်မမန်တော်ကြေးရွာတွေကိုစစ်ကောင်စီတပ်ကဆက်လက်ထိုးစစ်ဆင်နေပါတယ်။ တရက်ချိုကိုရရှိသွားတဲ့စစ်ကောင်စီတပ်အနေနဲ့ကတော့သူဥတီနေတဲ့ကံကြီးပါထိုးစစ်အတွက်ပိုအားသာသွားနိုင်တယ်လို့မြေပြင်တိုက်ပွဲအခြေအနေသိရှိသူတို့ကမြန်မာနောင်းကိုပြောပါဗါတယ်။တရက်ချိုအနေထားကဂုံးကြီးပေါ့နော်ဒီအမြင့်ဆိုမှဒီအမြင့်အနေထားမှာရှိရဲ့အဲတရက်ချိုကိုပေးလိုက်ရတယ်ဆိုတာအဲ့ဒီဂုံးပဲအဲ့ဒီဂုံးကတကယ်တမ်းပြောရမယ်ဆိုရင်စစ်ဖြူဟာအရာတကယ်ကောင်းတဲ့နေရာကြီးပေါ့နော်အာတကယ်လို့သူတို့အဲ့ဒီကံကြီးကိုရောက်ပြီဆိုရင် တောင်ခမ်းဘက်ကဥတီယာကိုခဏသူတို့ကနားလိုက်မယ် ဒီဗန်ဘွေးဘက်ကအဖွဲ့တွေကကန်ကြီးဘက်ကိုထိုးဝင်လာမယ်လို့ဒီယူဆရတယ်ပေါ့နော်တောင်ခမ်းစစ်မြေနှပြင်ဟာရှမ်းပြည်နယ်တောက်ပိုင်းနဲ့မြောက်ပိုင်းဆက်သွယ်ရမှာအရေးပါတဲ့ဒီကပောက်ဖြစ်ပြီးပထဝီအနေထားရအရေးပါတာကြောင့်စစ်ကောင်စီကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတာပါပြီးခဲ့တဲ့ဖေဖော်ဝါရီလ15ရက်နေ့မှာတောင်ခမ်းတိုက်နယ်အတွင်းကမကြီးရေရွာထုံးဖို့စုရွာတို့က TNL test ခန်းတွေကိုစစ်ကောင်စီဘက်က drone အင်အားလက်နက်ကြီးတာလုံးအင်အားအသုံးပြုပြီးစတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ် မတ်လတရက်နေ့မှာတော့တောင်ခန်းကျေးရွာတစ်ခုလုံးကိုစစ်တပ်က ပြန်သိမ်းနိုင်ခဲ့တယ်လို့စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာဖော်ပြပါဗျ။စစ်တပ်ထိုးစစ်ကြောင်းတောင်ခန်းမှာတပ်စခန်းတွေလက်လွတ်ခဲ့ရပြီမဲ့လည်းလက်ရှိမှာပြန်လည်ခုခံတိုက်ခိုက်နေတယ်လို့ TNLA ပြောခွင့်ရလွေးရီဦးကဆိုပါဗျ။ စီကောင်စစ်ဘက်ကညာလုံရင်နဲ့ဖြစ်တင်တာလက်နက်ခရမ်းတွေဖြစ်တင်တာမျိုးတွေ့စစ်စင်တက်ခိုက်တာမျိုးတွေလုံဆောင်တာတွေ့ရပါတယ်။တုံခမ်းဘက်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့ချိန်မှာစီကောင်စစ်ဘက်ကဒီတွေ့စစ်စင်မှုတွေပုံမပြုတ်လာတဲ့အတွက်ကြောင့်ဒုံတိုက်ခိုက်မှုတွေပုံမပြုတ်ပြီးတော့မှတုံပြုတ်တိုက်ခိုက်တဲ့ကြောင့်အဲ့ဒီတုံခမ်းဘက်ကကျမတို့တက်လို့ရတာမျိုးတွေရှိပါတယ်။ဟုတ်ကဲ့အခုကတော့ပြန်လဲဥကန်တိုက်ခိုက်နေပါတယ်။ တောင်ခမ်းစစ်မျက်နှာမှာတော့တအံမျိုးသားလွမြောက်ရေးတက်မတော် TNL ရဲ့စီရေးဥဆောင်မှုနဲ့အတူမဟာမိတ်တပ်တွေဖြစ်တဲ့ဒနုပြည်သူလွမြောက်ရေးတက်မတော် DPLA နဲ့ကြောင်မဲခရံအထူးတိုက်ခိုက်ရေးအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်နေတာပါ2029စစ်စင်ဒုတိယလိုင်းကလာ2024ဇွန်လမှာခမာယာ115ခမာယာ114ဒုံးတရင်66တို့ကို TNLA နဲ့ MDY PDF တပ်ဖွဲ့တွေကတိုက်ခတ်ပြီးနောင်ချိုမြို့ကိုအပြည့်အဝသိမ်းပိုက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့2024ဩဂတ်28ရက်နေ့မှာနောင်ချိုမြို့နယ်မိုင်20ကွာမှာရှိတဲ့တောင်ခန့်အခြေဆိုင်အမတ406အမတ206ကို TNLA ဥဆောင်တဲ့တော်လိုင်းရင်အားစုတွေကတင်ပိုက်ခဲ့ပါတယ်။စစ်တပ်ရဲ့တောင်ခန်းစစ်ကြောင်းတစ်ကြောင်းဟာ9မိုင်กว่าကနေပြိုင်မြင်းပုံစံနဲ့နောင်ချူမြို့ကိုတံပြန်ထိုးစစ်ဆင်နေရဖြစ်တယ်လို့စစ်ရေးတုံ့သက်သူတွေကဆိုကြပါတယ်။ ရှင်မုံထွားပေါ့နော်ရှင်မုံထွားဘက်ထိစစ်ကောင်စီရဲ့စစ်ကြောင်းတွေရောက်နေတာရှိတယ်အဲ့ဒီရှင်မုံထွားဘက်ကစစ်ကြောင်းကဒီရှေ့ဆက်သွားရင်ကံကြီးပေါ့နော်အဲ့ကံကြီးကနေမှတဆင်သူနောင်ချူဘက်ကိုဥတီနေတာပေါ့ဒီကျွန်တော်တို့ကုမင်းဆွေးနွေးခဲ့ပြီးကလေးကအနောင်ချူကိုကျွန်တော်တို့ဒီရာပြင်ဘက်ကစစ်ကြောင်းကြောင်းပြီးရင်ကျွန်တော်တို့နောင်လင်း မဲပုတ်ဘက်ကစကြောင်းတစ်ကြောင်းနဲ့နှစ်ကြောင်းထုတ်ပြီးခြိတက်မယ်ဆိုပြီးသူတို့တွေတွေးကြော်ထားတာအခုမဲပုတ်ဘက်ကစကြောင်းကတော့ကျွန်တော်တို့နောင်လင်သားလောက်မှအခြေပြုထားတာရှိတယ်အဒီကျွန်တော်တို့ရာပြင်ဘက်ကစကြောင်းကတော့ရွှေမုံထောဘက်ကိုသူတို့အခြေပြုနိုင်ဟိုစူးစမ်းနေတယ်တရုတ်ပြည်အားကြောင့်ထိုးစစ်အားလုံးရပ်ပြီးခုခံစစ်သားဆင်နွှဲမယ်လို့ TNL က2024နိုဝင်ဘာ25ရက်နေ့မှာထုတ်ပြန်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီတပ်ကတောင်ခန်းကျေးရွာအတွင်းလက်နက်နဲ့စစ်ရင်အားတွေကိုဖြည့်တင်းခဲ့ပါတယ် စစ်တပ်ရဲ့မကြာခဏလေကြောင်းတိုက်ခတ်မှုကြောင့်နေရက်ပြန်လာတဲ့နောင်ချိုမြို့ကန်တွေကတော့ထပ်မံနေရက်စွန့်ခွာနေရတယ်လို့နောင်ချိုမြို့ကန်တဦးကပြောပြပါဗျာ။အမေကအလုံးလိုချားရတဲ့ကွန်ပျူတာကြီးတစ်ခုလည်းမရှိဘူး။ဒီကမ္ဘာပေါ်မှာဒီကိစ္စကိုရှင်းအောင်ပြောရမယ်။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 ဒီကိစ္စကိုရှင်းအောင် တော်လိုင်းတပ်ဖွဲ့တွေအဆက်ပြတ်ထားတဲ့အာမတ900နှစ်နဲ့အာမတ400နှစ်အာမတ206တက်လန်းချောင်းတွေကိုစစ်ကောင်စီတပ်ကထိ ंछ ုပ်သွားနိုင်တာကြောင့်ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့ကစစ်ကူအင်အားတွေအလွယ်တကူဖြစ်တင်းနိုင်ခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တချို့ကပြောပါတယ်။ နောင်ချိုကိုဥတီတဲ့စစ်ကောင်စီစစ်ကြောင်းတွေမှာပြည်သူစစ်မှုထမ်းဥပဒေအရတပ်သားတစ်စုတောင်းခံထားသူတွေအပါအဝင်အင်အား3000ကျော်ကိုအုံပြူထားပြီးလက်နက်ကြီးဒရုန်းနဲ့လေကြောင်းကိုပုံမှုအုံပြူလာတာကြောင့်တပ်စခန်းတွေစုခွာပေးခဲ့ရတာလို့မြေပြင်တိုက်ပွဲအခြေအနေသိရှိတဲ့တော်လိုင်းတပ်ဖွဲ့ဝင်တဦးကပြောပါရယ်။တောင်ခန်းစစ်မျက်နှာပြင်ဟာနှစ်ဖက်စလုံးထွက်အရေးပါတာကြောင့်ထိခိုက်တိုက်စုံမှုတွေလည်းအများပြားရှိနေပေမဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးနှစ်ဖက်စလုံးကတော့ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။